တခါတရံကြတော့တခါမှ မမြင်ဘူးတဲ့ပုံကိုပဲဖြစ်စီတွေးလိုက်တာနဲ့ခင်မြင်သွားတဲ့ပုံကိုမျိုးလည်းရှိတယ်။ဟောဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။တခါတည်းလေးကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့တွေ့ချင်းအဲ့ဒီပုံကိုခင်သွားတယ်စိတ်ကနော်ကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်နော်လူတကာနှုတ်ခမ်းဆူနေရင်တော့ဖြစ်မှာမဟုတ်ဘူးပေါ့အဲတချို့ကြတော့ရှိရင် သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုံကိုလည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုံကိုလည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မတိစိတ်ကစွာစို့လေးပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမတိစိတ်ကလုံဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲလူမြင်တာနဲ့မုန်းအဲ့ဒါ အတိတ်ကတန်တရာကအမုန်းတွေကလည်းပါလာတယ်လေတန်တရာကမေတ္တာတွေကလည်းပါလာတယ်လေဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနေဆိုတဲ့နေရာမှာပုပ်ပေဝတန်လေးဝဒေနပစ္စပန္နဟိတေနဝါဆိုတယ်ရသဗျာအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်းခင်းမင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်းမင်းနေနော်ပစ္စပန္နဟိတ တူနဲ့တူကူညီမှုတယ်လက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသိဖြစ်တယ်ဆိုလို့ရှိရင်လည်းခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့မှုတယ်ဆိုတဲ့ပုံပေါ်မှာလည်းဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရဘူးအလိုလိုမုန်းနေတာတန်တရာကအမုန်းလို့ခေါ်တယ် မြတ်စွာဘုရားကတော့ငကိုတဲ့အတုကိုတိခန့်တယ်ခွင့်လွတ်တယ်တိခန့်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရတ်ကိုမုန်းတယ်ဆိုရင်စိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝုတ်ပေးထားတာပဲလေသူနှမတော်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝတ္တကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြိုတဲ့အချိန်ကြမှာမြတ်စွာဘုရားကိုကြော့သွားပြီ အမုံနေခြေသွားအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်တော်သားတွေကအဲ့ဒီအချိန်မှာအမုံနေကုန်ဆုံးသွားတယ်တန်လျာကအမုံဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာ မုံတဲ့လူမရှိအောင်တတိထားနေကြဖို့လိုပေါ့မုံတဲ့လူရှိစေနဲ့ရှိလို့ရှိရင်တန်လျာကအမုံဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော် မေတ္တာလိုက်သူလောက်တာတွေပေါ်မှာတောင်းလေးလေးလုံနေ